ကျွန်တော်တို့ငွေတွေကတော့ကျွန်တော်တို့စိတ်ထဲမှာခံယူထားတာကတော့ဒါဟိုပြီးပါဆိုတော့အကူရပါเนาะအကူတာပေါ့ဒါပေမဲ့ဟိုအခုအသက်ရရတဲ့အခါကျတော့တိလာတာပြီးပါဆိုတော့ကိုယ်ကိုရဖြစ်တာအိမ်နံပါတ်တွေပါတယ်ဒါနှိုးဆော်တာဟောအရင်တော့ရှိပါတယ်ဒါနောက်ပိုင်းတော့လည်းသူလည်းဘာမှတော့မပြောတော့ပါဒီတိုင်းနေတာအေးချမ်းပါတယ်ကျွန်တော်ကဟိုဘယ်လိုပြောမလဲဟိုအားနေခီးသွားနေတဲ့လူဆိုတော့လေအဲဒီ ခီးသွားတာကိုလည်းကြိုက်တယ်အဲအလူတန်းတွေလည်းဟိုကြိုက်တယ်ဆိုတော့ကျွန်တော်ကြော်တဲ့အနေနဲ့ဟိုဖြစ်တဲ့ခါကျတော့ဟိုဘဒူးဘာလဲခွန့်နိုင်ကြမလို့ခွန့်တောင်းကြရမလို့ပေါ့အဲ့လိုလွတ်လပ်တဲ့ဘုရားကိုကြိုက်တာပေါ့ဟုတ်ကဲ့ကြိုက်ပါတယ်ဒီနေ့လူကတော့ကျွန်တော်တို့ဒီဝါဇုတင်ကန်ကပ်ပါဟို310ဝါဇုတင်ကန်ကပ်ပါလေးចောင်းရှိတန်းကအကုန်ပေါ့ ပြီးတော့ကျွန်တော်တို့ကရဟန်းငယ်ရှင်ပြုပေါ့ရဟန်းကတော့အပါ30ရှင်ကတော့အပါ130ပါတိန်စင်ကတော့အားလုံးပေါင်းအပါ330ပါဟုတ်တယ်ဒါမင်းနေနဲ့ဒါရွေးပြီးတော့လုပ်ပြလိုက်ရတာဟုတ်တယ်ကျွန်တော်မွေးနေ့ရက်7ရက်နေ့7ရက်နေ့မှာဒီဟိုရဟန်းငယ်ရှင်ပြုလုပ်ပြီးတော့ဒီနေ့ကျွန်တော်တိန်စင်လောက်တော့ပါ ုံးလင်းဗုဒ္ဓဝင်ပြိုင်ပွဲ၌ပထမဆုံးရှင်တမီးလေးမန်တီကြဖြူအားဘုံပြုစုငွေ15ဒိန်ချီးမြှင့်ခြင်းနှင့်ဘလူရောင်ငွေများစက္ကပ်ညှိနှိုင်းခြင်းအာ ောင်းမှာခဏခဏတွေ့ဖြစ်ပါတယ်ကျွန်တော်တို့အမေကျောင်းမကြီးကောင်းတုန်းကဒီကျောင်းမှာတရားစခန်းခဏခဏဝင်တယ်လေဝင်နေမှာဒီကျောင်းနဲ့ရင်းနေတယ်ရင်းနေပြီးတော့ဒီကျောင်းမှာပဲကျွန်တော်တို့ခေါင်းစိုးတန်ကန်းတို့ကထိန်တန်ကန်းတို့ရဟန်းငယ်ရှင်ပြီးတော့နှစ်တိုင်းလို့ဖြစ်ပါတယ်အဓိကအမေဆန္ဒလည်းပါတယ်ကျွန်တော်တို့ဆန္ဒလည်းပါတာပေါ့နော်ဟိုအမေကတော့ဟိုလမ်းမလျှောက်နိုင်ဘူးပေါ့နော်လမ်းမလျှောက်နိုင်ဘူးဟိုတရားချတစ်ခါကြောက်ကစီးရတယ်တက်ကလည်း80နာကတ်နေပြီအဲ့တော့အမေတက်စီတင်စားရှိနေတုံးပါဟို ျမရတော့မကောင်းပါနဲ့တက်စီတင်တာရှိနေတော့မှဒါကျွန်တော်တို့အမေလက်နဲ့ရေဆဲရေဆဲချခွင့်ရအောင်ကျွန်တော်လုပ်ပေးနိုင်တဲ့အတွက်တားရောက်နေတဲ့ကျွန်တော်ဝန်တာပီတီဖြစ်မိပါတယ်ကျွန်တော်အရင်တုန်းကဆိုလို့ရှိရင်ဟိုဒီကိုဗစ်တို့ဘာလို့မဖြစ်ခင်ပေါ့နော်နိုင်ငံရေးအခြေအနေဒီဘာမှမဖြစ်ခင်တုန်းကဆိုလို့ရှိရင်ကျွန်တော်ရိုက်ကူးကြီးကဆက်နေတော့အိမ်မှာတလားပြောင်ကျွန်တော်မရှိဘူး အဲဒီနောက်ပိုင်းကိုဗစ်တွေဖြစ်တဲ့ခါကျတော့ရကွေးတွေကလည်းဟိုနားထားရတယ်ပြည်နိုင်ငံအခြေအနေနဲ့ပြီးတော့ဒီရေဘေးနဲ့ငလျင်ဘေးနဲ့ဆိုတော့ဘာဖြစ်ဖြစ်ဟိုရကွေးအနေထားတွေကအရင်ကလိုမဟုတ်တော့ဘူးဟိုမစိတ်တော့ဘူးပေါ့မစိတ်တဲ့ခါကျတော့ဟိုဘာဖြစ်ဖြစ်ဟိုအမေကိုဟိုချိန်ပေးဖြစ်တဲ့သဘောပါကျင်းနေမှာပါကျွန်တော်အဖေကတော့ဒီကိုဗစ်တက်တဲ့လမ်းမှာဆုံးသွားတော့ပေါ့နော်ဆုံးသွားတယ်ဒါပေမဲ့ကျွန်တော်အထူးထူးခြားခြားအရင်ဝမ်းမနေပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်အဖေပေါ်မှာကျွန်တော်ဟို ျွန်တော်တာဝန်ကြီးခဲ့တယ်လို့ကိုကိုကိုယုံကြည်ပါတယ်။နော်အမေလည်းဒီတိုင်းပဲအမေလည်းကျွန်မလည်းမကောင်းဘူး။ဒါပေမဲ့ကျွန်တော်ထူးထူးခြားခြားကြီးလည်းအရင်ကြီးလည်းစိတ်မကောင်းဖြစ်တာမျိုးပါမျိုးလည်းမရှိပါဘူး။ဘာလို့ဆိုတော့မေစီချမ်းတောင်ဟိုအမေဟိုတူနိုင်တန်းနဲ့အောင်ကျွန်တော်တစ်ဖက်တစ်လမ်းကထိုက်လျောက်ပံ့ပိုးပေးနိုင်တဲ့အတွက်ဒါကျွန်တော်ကျင်းတဲ့ PD ဖြစ်မိပါတယ်။မိပါဆိုတော့တက်ရှိတင်စားဖရားတွေပဲလीနော်ကျွန်တော်တို့ငငယ်တုန်းကတော့ကျွန်တော်တို့စိတ်ထဲမှာခံယူထားတာကတော့ဒါဟိုမိဘဆိုတော့အကူရပါတော့နော်အကူတာပေါ့ဒါပေမဲ့ဟိုအခုအသက်ရရတဲ့အခါကျတော့တိလာတာမိဘဆိုတော့ကိုယ်ကိုရဖြစ်တာပေါ့ တော့အရင်တော့ရှိပါတယ်ဒါနောက်ပိုင်းတော့လေသူလည်းဘာမှတော့မပြောတော့ပါဘူးကိုရဲဒီတိုင်းနေတာအေးချမ်းပါတယ်ကျွန်တော်ကဟိုဘယ်လိုပြောမလဲဟိုအားနေခီးသွားနေတဲ့လူဆိုတော့လေအဲခီးသွားတာကိုလည်းကြိုက်တယ်အလူတန်းတွေလည်းဟိုကြိုက်တယ်ဆိုတော့ဟိုကျွန်တော်ပျော်တဲ့အနေနဲ့ဟိုဖြစ်တဲ့ခါကျတော့ဟိုဘယ်သူမှလည်းခွင့်တိုင်ကြရမလို့ခွင့်တောင်းကြရမလို့ပေါ့ ဟုတ်ကြိုက်ပါတယ်အစိုးအိမ်တော်ဘက်ဒီကြာတော့လဲကိုမိတ်ဆွေတွေတော့မြင်နေရပဲလေပါရမီဖြစ်ဘက်ဒီဟိုရှိတာပေါ့နော်ကိုဟိုဟိုအားနေသွားတဲ့အခါဝန်းနေတဲ့အခါပြူလဲတဲ့အခါကိုရဲ့ဒီအိမ်တော်ဘက်ကကိုဖေးမာတယ်ဆောင်းအဲကူညီပေးတယ်ပေါ့အဲအဲ့လိုမျိုးတွေလည်းမြင်တွေ့ရပါတယ်ခါတိတော့လဲဟိုအခက်ခဲတွေပြဿနာတွေဒီကြုံလာတဲ့အခါကျရင်တော့ဟိုတယောက်တည်းပဲစဉ်းစားခံရတော့သဘောပေါ့စိတ်ကိုရှင်းရှင်းထားတယ်ဗျဟိုပြစ်ဆုတ်ပံကိုပဲကျွန်တော်အာရုံပြုတယ်ဟို လူတိုင်းမှာစိတ်နစ်စရာတွေစိတ်ထိခိုက်စရာတွေမပြည့်စုံမှုတွေရှိတာပဲဒါပေမဲ့ကျွန်တော်အဲ့စိတ်နစ်စရာကိုကျွန်တော်စိတ်ထဲမှာဧည့်သည်ဖြစ်တော့လက်မခံအောင်သူဧည့်သည်ဖြစ်လက်ခံနိုင်ကြာရင်သူအင်ရှင်ဖြစ်တော့သူအားရင်စိတ်နစ်ချင်လာအဲ့တော့ကျွန်တော်ဧည့်သည်ဖြစ်တော့လက်မခံလူကဘယ်လိုပြောမလဲဟိုရသမယကိုရောင်ရဲတဲ့ရင်တော့ဟိုဟိုကျင်းတ်စရာကြီးပါအဲ့ဒီလိုကြီးဆိုရဲကောင်းပဲဒါထိုင်တော့ပါပါဒါအဲ့ဒါမွေးနေ့တနေ့တနေ့ရောက်လာတာပဲကိုခန့်တော့ဒီတိုင်းမှပြောင်းလဲမှုတွေမတွေ့ရအောင်ဆိုတော့လေကောင်းပါလေဒီတိုင်းမှကောင်းပါလေနောက်တော့ပြောင်းလာတော့ပါပဲဘာမှတော့မရှိပါဘူး ဆိုပါဦးအဲ့အဲ့လိုတော့မရှိပါဘူးပကံကျင်းနဲ့လုံးပြန်ကိုပဲခံရမှာပေါ့အမေကတော့ဟိုသူတဲသူကသူအတကြီးပြီဆိုတော့တရားအထုတ်နားမှာသားသမီးရှိတယ်သူလည်းစိတ်ချမ်းသာနေမှာပါ